ထိုင်းရဲ့တပ်ဖွဲ့ဟာချုံဂူရီခွိုင်းရိုင်းနယ်မြေကစိန်ခန့်အိမ်နှလုံးကို ဝင်ရောက်စီးနှင်းပြီးနိုင်ငံသား၅ဦးကိုဖမ်းဆီးခဲ့ပါတယ်။ရင်းစစင်ရေးဟာကေတမင်းဘေးထုတ်လုပ်မှုကနေပေါ်ပေါက်လာတဲ့နိုင်ငံသားရာဇဝတ်ဂိုင်းတစ်ခုကိုပြစ်မှတ်ထားခြင်းဖြစ်ပါတယ်။ပထမအိမ်ထဲမှာတရုတ်နဲ့ BNN 3ဦးကိုတွေ့ရပြီးသူတို့ရဲ့ခမင်းပကံတွေထဲမှာကေတမင်းကိုရောထားတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘေကျင်းကပ်အင်္ဂလုံးမှာတော့တရုတ်မလေးရှားလူမျိုးတအူးကဓာတုပစ္စည်းတွေကိုအင်တာနဲ့တွန်ချဖျက်ဆီးနေစဉ်ဖမ်းမိခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေဟာမွေးရစေဝါထုတ်လုပ်တဲ့ကရိယာအစုံလင်နဲ့ဓာတုပစ္စည်းများကိုပါတင်စီရမိပါတယ်။ရင်ဖမ်းဆီးမှုဟာတရုတ်နိုင်ငံသားတွေပါဝင်တဲ့ဒေသရင်းရာဇဝတ်ကိုင်းတွေကိုနှိမ်နင်းနေမှုရဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဟာအကြီးကခေါင်းဆောင်တွေကိုဆက်လက်ဖို့ထုတ်ဖန်းစည်းနိုင်ဖို့ကြိုးပမ်းနေပါတယ်။ နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်